မိုက်တိုင်းကြည့်ဘာလဲရိုးရိုးကလည်းကျန်တဲ့ကောင်ဆယ်စိတ်နဲ့ကြိုက်လို့ခွင့်တယ်။တော်ရရောရောထိုင်မယ်ကွက်ရော။ဒီနားထိုင်ရမယ်။ဟေးအဲ့လိုရောထိုင်ကွက်ပြင်းတယ်။ဒါကလည်းကြိုက်ပြီးအေးရတယ်။ဟုတ်ပြီ။တော့ဘယ်မှလဲ။ဟိုခေသမှာလား။ဘယ်မှလဲ။မင်းတို့က။ဟုတ်ခေသမှာလား။ဘယ်နားမှာလဲ။ဖေဖာဘွားလား။ဖေဖာဘွား။ဖေဖာဘွား။ မဖက်ပြေဦးမလားမျိုးတွေဟာတောင်မျိုးဟာဒီမှာလာလာမပြောလားမပြောဟာပြောရတယ်ဒီမှာလာလာမပြောဟေးပြောရမလားပြောရမှာပြောဆက်ပြေတယ်ဟာဒီတော့တော့ခေါင်းမာတဲ့လူတွေလည်းမျိုးမွေးကြောတေဘောဘူးတိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကြောင်း GKBA ဌာနချုပ်အနီးတိုက်ခိုက်ခံရကရင်ပြည်နယ်မြဝတီဝေါ်လီလမ်းပိုင်းကတေဘောဘူး နေချာမစုတ်တန်းခန်းစစ်စခန်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကြောင်းကို DKB အထာနာချုပ်အနီးမှာကရင်မျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စုံစည်းမြန်ရွာအရောက်မင်္ဂလာတရားအနီးမှာတိုက်ပွဲဖြစ်တာလို့သူကဆိုပါတယ်။စစ်ကြောင်းထိုးလာတဲ့အထက်က KNLA နဲ့ပူးပေါင်းတပ်တွေကတပ်ဖွဲ့ဝင်30ဦးထက်မနည်းကိုဖမ်းမိထားတယ်လို့ဆိုပြီးတပ်ဖွဲ့ဝင်တချို့ကတော့ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့သူကဆက်ပြောပါတယ်။ ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့တပ်ဖွဲ့ဝင်၈ဦးခန့်ကိုတော့ထိုင်းစစ်တပ်ကဖမ်းဆီးထားတယ်လို့ထိုင်းဘက်ကနောက်ထပ်သတင်းရင်းမြစ်ကပြောပါတယ်။ဒါကြောင့်စစ်ကူလာတဲ့စစ်ကြောင်းတွေကနေစစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်ဖမ်းခံလိုက်ရတယ်လို့နားလည်ရပါတယ်။ထွက်ပြေးသွားတဲ့သူတွေတေဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေကိုတော်လန်ရေးတပ်ဖွဲ့ကလိုက်ရှာနေတော့မယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ ေဘောဘုတ်တပ်စခန်းကို KNLA နဲ့ပူးပေါင်းတပ်တွေကမနေ့မေ28ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ကဝေါ်လီမျိုးဘက်ကနေစစ်ကူပို့လိုက်တဲ့အင်အား80ကျော်ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရတာပါစုံစည်းမြန်ရွာဟာရွာကြီးဖြစ်ပြီး DKVA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ရဲ့ဌာနချုပ်လည်းတည်ရှိပါတယ် တိုက်ပွဲဖြစ်နေတဲ့စုံစည်းမြန်ရွာနဲ့တေဘောဘူးတပ်စခန်းနဲ့နေရာကိုဒီနေ့နေ့လယ်ပိုင်းမှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကလေးတအူးထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်